အနာသိစစ်တပ်လုံးမဲ့2025ရွေးကောက်ပွဲအလွန်မှာလက်သမားတွေဘဝဘာမှပြောင်းလဲစရာမရှိပါဘူးဒီတက်ဆိုးဖို့ပဲရှိပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောတယ်လဲဆိုတော့ပထမတစ်ချက်သူတို့ဒီတရားမဝင်တဲ့ရွေးကောက်ပွဲအတူရအောင်ဟောက်လုပ်တယ်တကယ်လူထုထောက်ခံတဲ့ပါတီတွေနော် NLD အဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီမပါဘူးနောက်က SNLD လိုဟာမျိုးမပါဘူးတကယ်လူထုထောက်ခံတဲ့နိုင်ငံရေးပါတီတွေမပါဘူးမပါတဲ့အတွက်အဲဒီအတူရအောင်ရွေးကောက်ပွဲကနေ အဲဒါသူတို့အခုလက်ရှိဆိုရင်ကြံ့ခိုင်ရေးကရုပ်ောက်ပွဲတော်မလုပ်ရသေးဘူးသူတို့အစိုးရဖွဲ့ဖို့ပြင်နေပြီပေါ့လေဆိုတော့အဲဒီရုပ်ောက်ပွဲကလည်းကြံ့ခိုင်ရေးပဲနိုင်မှာပါတချို့တွေတောင်ပြောနေကြတယ်ပေါ့နော်ဒီမဲပေးတဲ့ဆက်ကလုတ်ကဘာနှိမ့်နှိမ့်ဖွတ်ပဲထွက်မှာပဲဆိုတာဆိုတော့အဲ့တော့အိုက်ကတဆင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ရုပ်ောက်ပွဲမှာနောက်ပြီးသွားတဲ့အခါကြံ့ခိုင်ရေးကသူတို့နိုင်အောင်ကြီးညာပါလိမ့်မယ် အဲရုပ်ကော်ပဲကော်မရှင်ကလည်းကြီးညာဖို့အစဉ်နဲ့တော့ဖြစ်နေတော့ပါပဲကျွန်တော်မြင်လာတော့အဲ့တော့ကြီးညာပြီးတဲ့အခါကျရင်ခုနစစ်တပ်ကနေပြီးတော့မဲအောင်လိုင်းကနေအဲဘောင်းမီချုပ်ပြီးတော့ကန်ထုတ်လိုက်တဲ့ဘောင်းမီချုပ်ပြီးလွှတ်လိုက်တဲ့ကျွန်တော်တို့အဲဘူချုပ်ကြီးများဒုတိယဘူချုပ်ကြီးတို့အဲဒီလိုမျိုးအဘူချုပ်တို့စစ်တပ်ရဲ့အရာရှိကြီးတွေကနေပြီးတော့မှအရာတွေတိုင်းမှာဆိုရင်ဒါဝင်ကြီးချုပ်တွေဖြစ်လာမယ်လွတ်တော်ဥက္ကဋ္ဌတွေဖြစ်လာမယ်ပြီးလို့ရှိရင်အဲဝင်ကြီးအစစ်အစင်ကလည်းဒါတို့လိုလိုလာတဲ့ကြမ်းခံရေးပါတီတွေကလူတွေရမယ်ဒါအစိုးရဖွဲ့ပြီးတော့မှဒီအရာတွေတိုင်းကို ဆက်လက်ပြီးတော့အုပ်ချုပ်ကြမှာပါအခုလက်ရှိဘယ်သူအုပ်ချုပ်လဲ2021က95အထိမင်းအောင်လှိုင်ခန့်တဲ့ဦးတမောင်ဝင်းဦးဆောင်တဲ့စစ်တပ်ကခန့်ထားတော့လူလူကမဲတမဲမှမဲပြီးရွေးချယ်ထားခြင်းမရှိတော့ဟုတ်လားဒီအာနာသိမ့်တဲ့စစ်ခေါင်းဆောင်ရဲ့အစီကံကြုံနေအုပ်ချုပ်ကြပါတယ်ရွေးကောက်ပွဲပြီးသွားရင်ရောရွေးကောက်ပွဲပြီးသွားရင်လည်းစစ်တပ်ကနေဘောင်းပြီးချွတ်ပြီးတော့လွတ်လိုက်တဲ့ စစ်ဘုတ်ချုပ်ဟောင်းများကဥဆောင်ပြီးတော့ကြံ့ခိုင်စိုးရဆိုပြီးတော့ဆက်ပြီးတော့အုပ်ချုပ်ပါလေဦးမယ်အဲ့တော့လေသမားတွေဘဝကတော့နင်းပြားနင်းပြားပါပဲဘာမလို့ပြောင်းလဲမှုမရှိလဲဆိုတော့လေသမားတွေဘဝပြောင်းလဲဖို့ဆိုတာကလေသမားတွေကိုတကယ်ဂရုစိုက်တဲ့အစိုးရမျိုးတည်သူတင်မြောက်တဲ့အစိုးရမျိုးဖြစ်မှလေသမားတွေဘဝပြောင်းလဲမှာပါဒါဒါပထမတစ်ချက်ပါဒုတိယတစ်ချက်ကတော့တကယ်မှန်ကန်တဲ့လေသမားအကျိုးကိုဆောင်ရွက်မယ်လေသမားတမန်ကားတွေအတင်းပင်းနေနဲ့တည်တည်ကြာကြာကိုဒါဖွဲ့စည်းပြီးတော့ဆောင်ရွက်မှလေသမားတွေအတန်တွေကိုဖော်ထုတ်နိုင်မှဒီလေသမားတွေကပြောင်းလဲမှာပါ ဲ့လိုလေသမားတွေကအတန်ပေါ်ထုတ်မယ်ဒါရောအရေးတကြီးလို့တဲ့လှုပ်တော့ကုစလင်များနေပြီးလှုပ်တော့မှအဲမေးမေးခွန်းနေမိမယ်အစိုးရတင်သွင်းမယ်ပြီးရင်လေသမားတွေကိုကာကွယ်ဆောက်ရှောက်ပေးတဲ့ဥပဒေတွေပေါ့နော်အဲစီမင်းစည်းကမ်းတွေကြာကြာနာနာထုတ်ပြန်ပြီးတော့မှလေသမားတွေကိုဆောက်ရှောက်ပေးမှလေသမားတွေဘုံကလူတက်မှာပါနော်အဲ့တော့လေသမားတွေဘုံကမဟုတ်လို့ရှိရင်တော့နင်းပြားနင်းပြားဘုံကပါဒါတခုပါနောက်တစ်ခုကတော့လေသမားနင်းပြားဘုံကဘာဆက်ပြောခြင်းလဲဆိုတော့အခုစစ်တပ်ကစစ်မှုထမ်းဥပဒေအရဟဲ့လား အာလူတွေလယ်သမားသားသမီးတွေအောက်ခြေနင်းပြားတွေအကုန်လုံးဆွဲပြီးစစ်တပ်ထဲကိုထည့်တယ်။အဲစစ်ရှေ့တန်းမှာတိုက်ခိုင်းတယ်အတိခံခိုင်းတယ်ဒီလိုမျိုးနဲ့နင်းပြားတွေကိုအသုံးချတယ်။တခါလယ်သမားတွေရတဲ့ရတိုင်းတဲ့အခွင့်အရေးမျိုးကြတော့ဘသူတွေကဝင်ယူနေလဲဆိုတော့ဂျားထဲမှာရှိတဲ့ဆက်ပိုင်တွေလူလေလုပ်ငန်းရှင်တွေကဝင်ယူနေတယ်။အဲ့တော့ဒါဆက်ပိုင်အားလုံးတော့မဆိုလို့ဒါပေမဲ့ဆက်ပိုင်ကျွန်တော်တို့သိတဲ့လောက်တော့လူလေဆက်ပိုင်တွေကဘာလို့လဲသူတို့မှာလယ်တွေရှိတယ်။လယ်တွေရှိတော့သူတို့ကလယ်သမားလားဆိုရင်ဟုတ်တယ်သူတို့ကလယ်သမားလယ်ဆိုင်တယ် ဆက်ပိုင်လို့အစည်းအဝေးခေါ်ရင်လည်းသူတို့ပဲလေသမားလို့အစည်းအဝေးခေါ်ရင်လည်းသူတို့ပဲပြီးရင်လေသမားကိုပေးတဲ့အခွင့်အရေးမှန်တယ်မြင်အကုန်လုံးသူတို့ပဲယူတယ်။နောက်ချီကလေသမားဘာမှမရဘူး။အဲ့တော့လေသမားတွေကဘာဖြစ်လဲဆိုတော့ဟိုကိုယ့်လေထဲကထွက်တဲ့စဘာကိုကိုယ့်အကူမင်းတို့တောင်းဝင်ကစဘာဆိုက်ရမယ်တောင်းဝင်စဘာဆိုက်ထွက်လာတဲ့ဟာကိုငါတို့ကမင်းတို့ဟာကိုကြိတ်မယ်ဖွဲ့မယ်ပြီးနိုင်ငံခြားကိုတင်ပို့မယ်ရောင်းချမယ်အမျက်တရားငါတို့ယူမယ်။မင်းတို့ကတော့ဒီတိုင်းပဲအကျွေးတန်ရာနဲ့လေဆိုတာမျိုးဖြစ်နေတာ။အဲ့တော့လေသမားတွေဘုံကတကယ်ကိုဒါဟိုနင်းပြပေါ့နော်စစ်တပ်ကလည်းနင်းဒီအုပ်ကြီးတွေကလည်းနင်း အဲဒီဆက်ပိုင်းတွေကလည်းနင်းတကယ်နင်းပြဖို့ရပါပဲเนาะဒီလောက်ခြေခြေနေဆိုးနေတာပေါ့အဲ့တော့ဒါဟာပြန်လဲပြောင်းလဲဖို့ဆိုရင်တော့ပြည်သူတင်မြောက်တဲ့အစိုးရတရင်ပေါ်ပေါင်းမှဖြစ်မှာပါပြည်သူတင်မြောက်တယ်ဆိုတော့အခုဒီကြားအခုလာမယ့်အတုရောင်ရုပ်ောက်ပွဲတင်မြောက်တွေအာကတော့ပြည်သူတင်မြောက်တာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါဆိုတော့သူတို့ဟာနဲ့သူတို့အကုန်လုံးဟိုဖဲဝိုင်းရင်ဆင်ပြီးသားเนาะဟိုဟိုဟိုသူတို့ကိုယ်တိုင်ပဲ အဲဖဲချိုးတယ်သူတို့ကိုယ်တိုင်ပဲဖဲဝေတယ်သူတို့ကိုယ်တိုင်ပဲစီစဉ်ပြီးရိုက်တယ်ပွဲပေါ့နော်သူတို့ကိုယ်တိုင်ပဲအနိုင်ယူဖို့လှုပ်ထားတယ်ပွဲဆိုတော့ဒေသမားတွေရဲ့အတန်တော့ကိုစားပြုမှလည်းမဟုတ်ပါဘူးထင်ဟပ်မှလည်းမဟုတ်ပါဘူးအဓိကကတော့လက်ရှိစင်နွဲနေတဲ့ဒါမှຫນွေဦးတော်လိုင်းအောင်မြင်မှလက်သမားတွေဘောကအချိန်ကြီးကောင်းနိုင်ပါမယ်နော်လက်သမားတွေကတော့ကိုအသေးစားမဲတပြားကိုကိုယ့်အကူ ဘလို့ဆုံးဖြတ်ပြီးလုပ်မလဲဆိုတာကိုယ့်ကိုဒီရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ပြီးတော့ဆုံးဖြတ်ပါကျွန်တော်တို့ကအတင်းမတိုက်တွန်းချင် NDA တွေလေသမားပြချာလေမှာဝိုင်းနေတဲ့အတွက်ဟဲ့လားအဲ့တော့မဲပေးလူကပေးပါမဲမပေးပဲနေပိုင်ခွင့်ရှိတာနေပါကိုယ့် NDA ကိုကိုကြည့်ပြီးတော့ရှောင်ရှားပါတေချာတာကတော့ခင်ဗျားတို့အားတင်းထားကြပါအချိန်တစ်ချိန်မှာတော့ကျွန်တော်တို့ ARD တိုင်းကတန်းနဲ့ချီတဲ့လေသမားတွေဘဝပြန်လဲပွင့်လန်းမဲ့တကယ်လူလူရွေးချယ်တင်မြောက်တဲ့အစိုးရတည်းရဲ့ပေါ်ထွန်းလာတဲ့အချိန်မှာလေသမားတွေဘဝပြန်ပြီးတော့အဲကောင်းလာနိုင်မှာဖြစ်ပါတယ် 第六杯不要不要不要。